Hello. အားလုံးမင်္ဂလာပါရှင်။ Daily Two Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါ။အရေးပြအထုကုဆရာဝန်ပါ။ဒီကနေ့ပြောမှာကြတော့ဝက်ချန်ထွက်တဲ့ teenagers တွေအတွက်မှားခြင်းနဲ့မှားတမ်းပေါ့နော်။ကဲဒီကနေ့မှားတမ်းကတော့နော်၄ချက်ရှိမယ်။နံပါတ်၁အချက်ဝက်ချန်ထွက်လို့ရှင်စောစောကုတာပါ။ ဘာဖြစ်လို့ဆော့ဆော့ကူရတာလဲဆိုတော့ဝက်ချန်ဆိုတာထွက်မှာပဲဒီအရွယ်ကတော့ထွက်တဲ့အရွယ်ဆိုထွက်မှာပဲနော်ဟော်မုန်းပြောင်းလဲမှုကြောင့်ထွက်တာအဲထွက်ပါစေပေါ့ထွက်လို့ရှင်ရိုးရိုးကိုယ့်ဘာကိုယ်လှုပ်လို့ရှင် skin care လေးတွေသုံးမယ်ပေါ့နော်သက်သာအောင်လို့ skin care သုံး skin care သုံးတာကကြတော့နည်းလို့ရှင်တော့သက်သာသွားလိမ့်မယ်ဒါပေမဲ့များလို့ရှင်ကြတော့မပြောက်သေးဘူးပေါ့မပြောက်သေးကြနေတယ်အဲ့ဒါဆိုလို့ရှင်တော့ဆေးကမ်းမြန်မြန်ပြလိုက်အဲ့ဒါဆိုမြန်မြန်ပြောက်တော့မှသာအနေရွတ်တွေမကျန်ပါနော် ိုအရှိတ်ဗီဒီယိုတွေမှာလည်းပြောခဲ့တာအများကြီးရှိရနော်ဝက်ချန်ပြစ်လို့ရှိရင်ဆော့ဆော့ကုဆော့ဆော့ကုပါလို့ဘာလို့ပြောရလဲဆိုတော့နောက်ဆက်တွဲဝက်ချန်ကြောင့်မလို့ကြံနေနော်အနေရွတ်တွေအချိုင်းခွက်တွေအပေါက်ပေါက်လေးတွေမချွေးပေါက်တွေကျရတယ်အဲ့ဒါတွေကဆိုးတယ်နော်တချို့ဆိုအနေရွတ်အလုံးကြီးတွေဖြစ်သွားတယ်အဲ့လိုမျိုးကြတော့ကုရခတ်သွားတာပေါ့ပြီးရင်ပုံမှန်အတိုင်းငကုအကောင်းတိုင်းရှိကြမှာရှိတော့မှာနော်အဲ့ဒါကြောင့်မလို့ဝက်ချန်ကိုဆော့ဆော့ကုပေါ့နံပါတ်1အချက်ကကြတော့ don't overuse acne treatment ပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ်အရန်အများကြီးမသုံးနဲ့လောဘတကြီးမသုံးနဲ့ဆေးဖြစ်ဖြစ် skin care ဖြစ်ဖြစ်လောဘတကြီးမသုံးနဲ့ဘာဖြစ်လို့လဲဆိုတော့ဆေးတွေရောအဲ့ဒီကုသတဲ့ဆေးတွေရရော skin care တွေရရောအကုန်လုံးဝတ်ချံအတွက်ဆိုလို့ရှင်သူကဒီ oily skin ကို control လုပ်ဖို့အတွက်ကိုနော်ဒီအသားရေ၆စီတယ် အဲ့တော့အသားရည်တွေခြောက်စီတဲ့ဟာအဆီခန်းစီတယ်ပေါ့လေနော်အဆီခြောက်စီတယ်အဲ့တော့အဲ့လိုအဆီခြောက်တာတွေများလာလို့ရှင်ကြတော့အသားရည်ကဘာတင်တင်မရတော့ဘဲနဲ့ irritation ရတယ်ပေါ့နော်လောင်လွယ်တယ်ပေါ့ sensitive skin လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ skin care တွေအများကြီးလောဘတကြီးတောင်းရင်လည်းမရဘူးအဲတချို့ကကြတော့လေဒီအဆီပြန်တဲ့အသားရည်တော့ထိမ့်သိမ့်ဖို့ဆိုပြီးတော့လေအဲ့ဒီ serious လိုက်အကုန်လုံးတောင်းလိုက်တယ်အဲ့လိုတောင်းလို့ရှင်ရောဘာလောဘတကြီးမတောင်းရအောင်လေသူကသူဖြည်းဖြည်းဖြည်းနဲ့ပျောက်ပစေပေါ့နော် ဖြည်းဖြည်းဖြည်းနဲ့ကောင်းပါစေပေါ့။ဒါမှမဟုတ်ဆိုရင်အဆီတွေခမ်းပြီးတော့ဝက်ချန်တွေပိုထွက်တယ်။ဘာဖြစ်ဖြစ်လည်းမတည့်ဘူးပေါ့နော်။အပေါ်က skin barrier function လည်းမကောင်းဖြစ်သွားတာပေါ့နော်။နံပါတ်3အချက်ကကြတော့မကုတ်နဲ့မဖဲ့နဲ့လက်ကိုညင်ညင်ထားပေါ့။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကုတ်လိုက်ဖဲ့လိုက်လို့ရှိရင်အဲ့ဒီဝက်ချန်ကို၌ကိုကနော်ငကူကရောင်နေတယ်လေ။ရောင်နေတာကိုကုတ်လိုက်ဖဲ့လိုက်တော့ပူပြီးတော့ရောင်လာတာပေါ့။လက်ရောင်လိုက်တယ်ဆိုတာရှိရလေ။အဲ့တော့ အကြီးဖြစ်လာတယ်အကြီးဖြစ်လာရင်ဒဏ်ရာကြီးတယ်ပြီးရင်သူ့ရဲ့ဘေးနားဟာလေးတွေကိုကကုတ်လိုက်တဲ့အတွက်ဘေးနားကကောင်းတဲ့မှုညင်းပေါက်လေးတွေပါဒီရင်ဒဏ်ရာရသွားတယ်အဲ့မှုညင်းပေါက်ဆိုတာအများတန်းသူကပိတ်လို့ရှင်ဖြစ်ဖြစ်ဒဏ်ရာရရင်ဖြစ်ဖြစ်ဝတ်ချံထွက်ဖို့တာဆူနေတာပဲကွာအဲ့တော့အဲ့သူကအဲ့လိုမျိုးကိုယ်ကလှုပ်လိုက်တဲ့အတွက်ဟိုဒီဘက်ကဝတ်ချံကတော့ဘယ်လိုဖြစ်သွားတယ်မသိဘူးအဲ့နောက်ထပ်ဝတ်ချံအစ်စ်တွေအစ်စ်တွေထွက်ဖြစ်လာစေတယ်ပေါ့နော်အဲ့တော့ဝတ်ချံ ဝတ်ချံအမှန်မှန်တော့ဝတ်ချံလုံးဝမထွက်တာတော့အကောင်းဆုံးပဲပေါ့နော်အဲ့လိုမရဘူးဆိုတော့ဟိုကဒီလိုမျိုးဟာလေးထိမ့်လိုက်မှကားမှာပေါ့နော်တချို့ကြတော့လေမှန်ကိုအမြဲတမ်းကြည်နေမှန်တကြီးကြည်နေပြီးရင်အဲ့မှာဟဲ့အဖူပေါ်လာပြန်ပြီဒီနေရာအဖူကိုကုတ်လိုက်ဟိုနေရာအဖူကိုစိတ်လိုက်နေတချို့ကြတော့လေစာရီကြက်ရင်ပဲဖြစ်ဖြစ်တခုခုလုံးရင်ပဲဖြစ်ဖြစ်အငြိမ်မနေနိုင်ဘူးလက်လေးနဲ့လေး ို့ပြီးတော့အဖုလေးရှိရဆိုကုတ်လိုက်ဖဲလိုက်လို့အဲ့ဒါလည်းမကောင်းအဲ့လိုကုတ်လိုက်ဖဲလိုက်တဲ့အတွက် infection ဝင်တယ်ဒဏ်ရာကြီးတယ်ပေါ့နော်ပြီးရင်အဲ့အနေရွတ်တွေကြီးလာလိမ့်မယ်နံပါတ်၄ချက်အဲ့ဒါကကြတော့ stress ကိုနည်းနိုင်သမျှနည်းအောင် control လုပ်ပေါ့နော် stress ကိုနည်းအောင်ပေါ့နော်ဘယ်လိုလုပ်ရလဲဆိုတော့အဲ့ဒီ video လေးတော့တင်ထားဘူးတယ်နော်တင်ထားဘူးတယ်ရှေ့ video လေးကြည့်လိုက် stress ကိုဘယ်လိုရော့အောင်ထိန်းလဲဆိုတာ stress ကကြတော့လေဘယ် skin disease ကိုဖြစ်ဖြစ်ပိုဆိုးစေတယ်ဒီဝက်ချံမှာလည်းအဲ stress တောင်းမှုလို့ဝက်ချံတွေပိုထွက်တာရှိတယ်တချို့တွေညဘက်အေးပြတ်တယ်အဲ့ဒါကြောင့်မလို့လေဝက်ချံတွေကလည်းထွက်တယ်နော်ညဘက်အေးပြတ်တာကလည်း stress နဲ့တော့အရန်ဆိုင်တယ်တိတ်အိမ်မရလို့ရှင်လေနောက်ပိုင်းကျရင် stress တွေကများလာတာပဲနော်စိတ်ဖိစီးမှုပေါ့အဲ့လိုများလာတာပဲအဲ့ဒါကြောင့်မလို့စိတ်ဖိစီးမှုနည်းနည်းများနေအောင်နေပါအဲ့ဒါမှဝက်ချံတွေတိတ်မထွက်ဘူးပေါ့နော် ကဲ teenagers တွေကိုမှာတဲ့လေးချက်သဘောပေါက်ပြီထင်ပါတယ်အဲ့ဒါ teenagers လို့သာပြောတာเนาะဘသူပဲဖြစ်ဖြစ်ဝက်ချံထွက်တဲ့သူဘသူပဲဖြစ်ဖြစ်လိုက်နာလို့ရပါတယ်ကျမလှပတော့ရေးပြပါဆန္ဒညပါဆိုရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်เนาะ bye bye